အားလုံးမင်္ဂလာပါဗျာကျွန်တော်ကျဆိုးပါဒီနေ့ကအော်တိုဘာလ25ရက်နေ့ဖြစ်ပါတယ်အော်ဒီနေ့ကတော့ဗျာဒီတော်သက်ခိုင်တော်သက်ခိုင်လွတ်တော်ကိုယ်စားလောင်းဖြစ်ကနေပြီးတော့ပယ်ပြက်ခိုင်နဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့ဒီကနေ့မနက်ပိုင်းနဲ့စပြီးတော့ဒီကနေ့ညနေပိုင်းထိကျွန်တော်ပွဲတွေကတော်တော်ဆူနေတယ်တော်တော်ဆူနေတယ်အော်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မနေ့ကမနေ့ကကျွန်တော်တင်ပြခဲ့ပါတယ်မနေ့ကကျွန်တော်တင်ပြတဲ့ခါမှာနံပါတ်1ချက်ကကျွန်တော်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဂါဂါနနသိတယ်ဗျာကျွန်တော်သတင်းသမားတယောက်ကတော့ဗျာသတင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့တင်ပြရမှာပဲ ဒါဒါကျွန်တော်တို့တောင်းပါမယ်ကျွန်တော်သတင်းနဲ့ပတ်သက်ကျွန်တော်တို့ချစ်တဲ့သူတွေရှိမယ်မုန်းတဲ့သူတွေရှိမယ်ဒါသတင်းရဲ့သဘောတဘာဝပဲကျွန်တော်တို့ကတော့ဗျာကျွန်တော်တို့သတင်းနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုသိပိုင်ခွင့်ပါဗျာသိပိုင်ခွင့်ကိုကျွန်တော်တင်ပြတာဖြစ်တယ်ကျွန်တော်တို့မှာဟိုဘသူ့ကိုချစ်လို့ဘသူ့ကိုမုန်းလို့ဆိုတာမရှိဘူးကျွန်တော်တို့ကသတင်းနဲ့ပတ်သက်တာပြည်သူလူထုသိပိုင်ခွင့်နဲ့ကျွန်တော်တင်ပြမယ်ဟိုမနေ့ကကျွန်တော်ဒီချင်းနဲ့ပတ်သက်ပြီးကျွန်တော်တင်ပြခဲ့ပါတယ်တင်ပြတဲ့ခါမှာကျွန်တော်ဒီအမိစင်းနေဒီပုဂ္ဂိုလ်ကဘသူဆိုတဲ့နာမည်ကိုကျွန်တော်သွဲဝတ်ထားခဲ့တယ် စသဖြင့်ကျွန်တော်တိုးဝဲထားခဲ့ပါတယ်ဒီချင်းနဲ့ပတ်သက်ပြီးတော့ဒီကနေ့မှာကျွန်တော်တို့သတင်းတောက်တွေကယူကောက်ဘွယ်ကော်မရှင်ကိုမေးခွန်းနေမိခဲ့ပါတယ်ယူကောက်ဘွယ်ကော်မရှင်ကလည်းအေဒေါ်သက်ခိုင်နဲ့ပတ်သက်ပြီးတော့ပြန်လည်ဖြေကြားခဲ့တာရှိပါတယ်အဲ့ဒီမှာဘာဖြစ်လာလဲဆိုတော့ရုံတိုင်းတရားချင်းအမျိုးသားလွှတ်တော်အပီတီပီမဲဆန္ဒနဲ့အမှတ်နှစ်တွင်အမည်စင်းတင်စားသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကရာဒေါက်တာသက်သက်ခိုင်သည်တက်ဆိုင်ရလွတ်တော်ယူကောက်ဝဲဥရီပုံမှရှေ့ကာကြီးပါ ပြဋ္ဌာန်းချက်များနဲ့ညီစွန်းသဖြင့်လည်းလွှတ်တော်ကိုယ်စားလှယ်မှာပယ်ဖျက်ခဲ့ခြင်းဖြစ်ပါသည်။တသဆိုင်ရာလွှတ်တော်ကိုယ်စားတသဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနေဦးဝေ36ကာယလွှတ်တော်ကိုယ်စားလှယ်အဖြစ်အမည်စင်းထုတ်ပြန်ပြီးနောက်အမည်စင်းတင်သွင်းသူတဦးတည်တဲ့ရွေးကောက်ပွဲမကျင်းပမီလွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြောက်ခံပိုင်권ဆုံးရှုံးသွားလျင်ထို့သူ၏အမိကိုယ်တော်လှုပ်တော်ကိုယ်စလေလောင်းများ၏အမိစင်းမှပယ်ဖြတ်မိဖြစ်ပါသည် ပြီးတော့အဲမှာကျွန်တော်တို့နောက်ထပ်ဒီအခြားသောသတင်းဌာနတွေထပ်မေးရထပ်မိတာကမှရွေးကောက်ပွဲကော်မတီထပ်ပြပါတယ်။ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော် FPTP မဲဆန္ဒနဲ့အမှတ်နဲ့တွေနဲ့အမည်စင်းတူတင်းစားသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာတသက်ခိုင်လေးတက်ဆိုင်ရလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်ရှေ့ကာကြီးပါပြဋ္ဌာန်းချက်ပြဋ္ဌာန်းချက်ပြဋ္ဌာန်းချက်နှင့်ညီစွန်းသဖြင့်လွှတ်တော်ကိုယ်စားလှယ်အောင်ဆင်းမှာအပယ်ဖြတ်ခြင်းဖြစ်ပါသည်တဲ့။လွှတ်တော်လိုက်မဲဆန္ဒနဲ့အသီးသီးတွေနဲ့အမည်စင်းတင်သွင်းသည့်လွှတ်တော်ကိုယ်စားလှယ်အောင် 9023ဦးတွင်နဲ့9023ဦးတွင်နဲ့ဖွဲ့စည်းအခြေခံဥပဒေသက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေနေဥပဒေများနဲ့ညီညွတ်မှုမရှိသဖြင့်ပယ်ဖျက်ခဲ့သည့်လွှတ်တော်90လောင်း86ဦးရှိပါတယ်အဲ့တော့တတိယမြေကျတော့တနိုင်ငံလုံးမှာစည်ရင်ပေးသူနာနဲ့လွှတ်တော်90လောင်းအလုံးက9023ဦးရှိတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဥပဒေနဲ့မညီလို့ပယ်ဖျက်ခဲ့တဲ့လွှတ်တော်90လောင်းအလုံးက86ဦးရှိပါသည်သက်ဆိုင်ရာမဲဆန္ဒနဲ့အလိုက်ဝင်ရောက်ရှင်းပြမိလွှတ်တော်90လောင်းအမည်စင်းအား တက်ဆိုင်ရာရုပ်ောက်ဝဲကော်မရှင်အဖွဲ့ရုံးများတွင်လည်းကတ်ထားခြင်းညာခြင်းညာပေးထားပြီးတော့ UC website တွင်လည်းဖော်ပြထားပါတဲ့တက်ဆိုင်ရာလွတ်တော်ရုပ်ောက်ဝဲဥပဒေပုံမှာရှစ်ကကြီးသည့်ရွေးရွေးောက်တင်မြောက်ခံပိုင်ခွင့်ရှိသူလူပုဂ္ဂိုလ်နဲ့သာတက်ဆိုင်ပြီးတော့နိုင်ငံရေးပါတီနေပြီးအကျုံးဝင်ခြင်းမရှိပါကြောင်းအဲ့တော့နံပါတ်၁ချက်ကဗျာဟိုဒေါက်တာတက်ဆိုင်နဲ့ပတ်သက်ပြီးတော့ကိုယ်စီလောင်းဖြစ်ကနေပဲဖြစ်လိုက်ပြီသို့တော်လည်းပဲဒါကကျွန်တော်တို့ဒေါက်တာတက်ဆိုင်တယောက်ကိုပဲပြဖြစ်လိုက်တာဘလို့တော့ကိုယ်စီလောင်းဖြစ် သူ့ရဲ့ပါတီဖြစ်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီကိုပယ်ဖျက်ခြင်းမဟုတ်ပါဘူးပြည်သူ့ရှေ့ဆောင်ပါတီကတော့ကျွန်တော်တို့ရွေးကောက်ပွဲဝင်မယ်သူ့ရဲ့မွေးတိုင်းရှိပါတယ်နံပါတ်၄ချက်ကတော့ဒေါက်တာသက်သက်ခိုင်အနေနဲ့ထပ်ပြီးတော့ကျွန်တော်အယူခံအယူခံဝင်ပိုင်ခွင့်မရှိတော့ပါဘူးအယူခံအယူခံဝင်ပိုင်ခွင့်လုံးဝမရှိတော့ပါဘူးဒါဆိုတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်ရဲ့စာကိုကြည့်ကြည့်အပြင်ဒေါက်တာသက်သက်ခိုင်ကလက်ရှိဒီ2025ရွေးကောက်ပွဲမှာသူ့အနေနဲ့ဝင်ရောက်ရှင်ပြိုင်ခွင့်လုံးဝမရှိတော့ပါဘူးအထက်လာပြီးတော့သူ့အနေနဲ့ကျွန်တော်တို့ဒီဂျားပြက်ရွေးကောက်ပွဲမှာ ဂျာပြတ်ယူကော့ဘုံမှာသူပြန်ပြီးတော့သူရဲ့ကျွန်တော်တို့လက်ရှိဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြီးသွားပြီဆိုရင်တော့ဗျာဒါပြန်ပြီးတော့သူရွေးချယ်ဝင်ရောက်ရွေးချယ်ပိုင်ခွင့်ရှိပါတယ်ရှင်းလင်းပြီးသွားရင်တော့ဝင်ရောက်ရွေးချယ်ပိုင်ခွင့်ရှိပါတယ်ဒါတော့ကျွန်တော်တို့ဟိုဒေါက်တာတသက်ခိုင်နဲ့ပတ်သက်ပြီးတော့ယူကော့ဘုံကော်မတီထုတ်ပြန်ချက်ပါဒီသတင်းပြန်ချုပ်ချင်တာကနံပါတ်1ဒေါက်တာတသက်ခိုင်အနေနဲ့ဒါယူကော့ဘုံကော်မရှင်ကဒေါက်တာတသက်ခိုင်ကိုလွတ်တော်ကိုယ်စားလောင်းဖြစ်ပယ်ဖြတ်လိုက်ပါတယ်နံပါတ်2ချက်ကဒေါက်တာတသက်ခိုင်အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကိုအယူခံဝန်ပိုင်ခွင့်မရှိပါဘူး။နံပါတ်3ချက်ကဒါကဒေါက်တာသက်သက်ခိုင်ကတည်းကလွှတ်တော်ကိုယ်စားလောင်းဖြစ်ပယ်ဖျက်ခြင်းဖြစ်ပါတယ်။သူ့ရဲ့ပါတီဖြစ်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီနဲ့လုံးဝသက်ဆိုင်မှုမရှိပါဘူး။နံပါတ်4ချက်ကလွှတ်တော်ကိုယ်စားလောင်းဖြစ်စီရင်ပေးသွင်းထားသူအလုံးက9023ရှိပါတယ်။အဲဒီမှာကျွန်တော်တို့ဥပဒေ new ဥပဒေစသဖြင့်တည်ဆဲဥပဒေများနဲ့ညီညွတ်မှုမရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်86ခုလည်းဥပဒေအရကျွန်တော်ပယ်ဖျက်လိုက်ပါတယ်ဒါတော့ကျွန်တော်တို့ဒေါက်တာတသက်ခိုင်နဲ့ပတ်သက်ပြီးတော့အခြေအနေပါအဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးကျွန်တော်လည်းပြီးခဲ့ရက်ကတင်ပြခဲ့ပါတယ်မနေ့ကကျွန်တော်တင်ပြခဲ့ပါတယ်ကျွန်တော်တင်ပြတဲ့ခါမှာတော့ကျွန်တော်လူပုဂ္ဂိုလ်ရဲ့အမည်တွေပါတီတွေကျွန်တော်ထုတ်ပေါ်ခြင်းမရှိပါဘူးကျွန်တော်ကအများအားပြောပါတယ်ကျွန်တော်ပြောခဲ့ပါတယ်ဒီပုဂ္ဂိုလ်ရဲ့နိုင်ငံရေးယုံကြည်ချက်သူ့ရဲ့ပါတီတွားနေတဲ့နိုင်ငံရေးအရေးပေါ့ဗျာဒါကိုကျွန်တော်ကမထိခိုက်စေချင်ပါဘူးတိုးတော်လည်းပဲ ကျွန်တော်တို့ကသတင်းသမားဖြစ်တဲ့အခါကျတော့ပြည်သူတွေရဲ့သိပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့တင်ပြပေးတာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။